မင်္ဂလာပါရှင် AMNG မှာဒီကနေ့ရရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့နန့်ဂေးဖောင်ပွားပါ။ယနေ့တင်ဆက်မဲ့သတင်းတွေကတော့ရန်ကုန်လူထုတပိတ်မှာငလင်ဘေးကြားရောက်လျက်ရှိတဲ့ဒေသတွေမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများကိုစန့်ကျင်ကြောင်းဆန္ဒပြတဲ့သတင်း။ဒီတိမ်မြို့နယ်စိုင်းစံရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၆ဦးသေဆုံးခဲ့တဲ့သတင်း။ 1027စစ်စင်ရေးလှိုင်းလုံးများနဲ့အတူအောင်ပွဲရောက်ရှိသည့်အထိစီလုံးညီညွတ်မီဟုညီနောင်မဟာမိတ်၃ဘွဲ့ထုတ်ပြန်တဲ့သတင်းလူတော်မျိုးနယ်အတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းမန္တလေးမြို့စစ်မှုတပ်တွင်ပြည်စည်းအဆောက်အုံအတွင်းမှပြည်စည်းများထုတ်ယူခြင်းမပေးဘဲချက်ချင်းဖြိုချနေတဲ့သတင်းတို့ပဲဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ ရန်ကုန်လူထုတပိတ်ကငလင်ဘေးကျရောက်နေတဲ့ဒေသများမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုစန့်ကျင်ကြောင်းဆန္ဒပြတဲ့လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ရန်ကုန်လူထုတပိတ်အနေနဲ့ Military Airstrike is the real disaster Military Airstrike is the real for ခေါင်းစဉ်နဲ့ရန်ကုန်မြို့လယ်ကောင်းတဲ့အချို့နေရာတွေမှာအဆိုပါလှုပ်ရှားမှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီသည်ကျမတို့ပြည်သူများအား လူမျိုးတုံးတပ်ဖြတ်မှုနဲ့အခြားသောစစ်ရာဇဝတ်မှုပေါင်းများစွာကျူးလွန်လျက်ရှိသည်ယခုစကိုင်းငလျင်ကဲ့သို့သောတဘာဝဘေးရန်ဒီယများကြားရောက်နေသည့်ကာလာများမှာပင်နင်းစရာမြေမရှိနေစရာအိမ်မဲ့ကြရသောအပြစ်မဲ့ပြည်သူများအားပြေးစရာမြေပါမကျန်လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းကမ္ဘာလူသားမျိုးနွယ်စုတရက်လုံးမှသိရှိစေရန်ကြည်ရွယ်၍ရန်ကုန်လူမှုတပိတ်မှဤလှုပ်ရှားမှုကိုဖော်ဆောင်ခဲ့ခြင်းဖြစ်သည်လို့ဖော်ပြထားပါသည် ဒါအပြင်ယခုကာလသဘာဝဘေးအန္တရာယ်ကြောင့်ပြည်သူအသက်အိုးအိမ်ဆုံးရှုံးရသည့်ထက်ပြည်သူအပေါ်စိတ်ကောင်းစေတနာမရှိသော မာရင်သည့်ဆေးအုပ်ချုပ်ရေးစနစ်ကြောင့်ပြည်သူတွေပိုပြီးဒုက္ခရောက်ခဲ့ကြရပါသည်။တိုင်းပြည်အတွက်မြည်သည့်သဘာဝဘေးကာကွယ်ပြင်ဆင်မှုမှမလုပ်ပေးတဲ့အပြင်ပြည်သူကိုဘုံကျဲလူသက်သည့်အလုတ်တာလုပ်ပြီးကယ်ဆယ်ရေးလုပ်နေသည့်လူမှုရေးအဖွဲ့များစွာကိုပင်တားဆီးကန့်သတ်မှုတွေလုပ်ခဲ့ခြင်းကြောင့်မနောက်နေ့တွင်ပဲနှောင့်နှေးခဲ့ရပြီး အသက်တွေပိုဆုံးရှုံးခဲ့ရပါသည်ကျမတို့မြန်မာနိုင်ငံသားတွေတဘာဝဘေးအန္တရာယ်ကြားရောက်ခြင်းကြောင့်နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုများခံစားလျက်ရှိသောခိုကိုရမယ့်ပြည်သူများ၏အသက်အိုးအိမ်လုံခြုံရေးအတွက်ကယ်ဆယ်ကူညီပေးမှုမရှိသည့်အပြင်လေကြောင်းတိုက်ခိုက်မှုဖြင့်အသက်အန္တရာယ်ချင်းချမှုအကြင်ကြင်ပြုလုပ်လျက်ရှိသောအနာသိန်းချမ်းဖတ်စစ်အစိုးရအားစန့်ကျင်တော်လှန်တိုက်ထုတ်ကြရင်ရကုံလူလူတပိမ့်မှတက်လှန့်နှိုးဆော်အပ်ပါသည်လို့ဖော်ပြထားပါသည် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တီတိန်မျိုးနယ်ဆိုင်းဆန်ရွာကိုဧပြီလ9ရက်နေ့ည7:00နာရီခွဲဝန်းကျင်ကစစ်တပ်ရဲ့လေကြောင်းနဲ့ဘုံကျဲမှုကြောင့်အပြစ်မဲ့ပြည်သူ6ဦးပွဲချင်းပြီးတေဆုံးသွားပြီးဆေးရုံတင်ထားရသူများလည်းရှိနေတယ်လို့ဒေသခံများထံမှသိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုဟာစာတင်ကျောင်းဝန်တကားဝင်ပေါက်တက်တဲ့မှာကြားရောက်ပေါက်ကွဲသွားတာဖြစ်ပြီးကျောင်းစာကြီးတဲ့အပါဝင် အနည်းနာရှိအိမ်လေးလုံးလည်းပျက်စီးသွားခဲ့ပါတယ်။ဒါအပြင် ဧပြီလ9ရက်နေ့ည9:35မိနစ်ခန့်ကလည်းမုံရွာနမခမတက်လာတဲ့စက်တက်လေးထီးနဲ့ချောင်းမြို့နယ်အတွင်းကရွှေလေးရွာကိုလည်းဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ညီနောင်မဟာမိတ်၃ဘွဲ့အနေနဲ့1027စစ်စင်ရေးစီမံချက်လှိုင်းလုံးများနဲ့အတူတော်လန်ရေးအောင်ပွဲရောက်ရှိသည့်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့စီလုံးညီညွတ်ကြပါမယ်လို့အလေးနက်ဂရုပြုကြောင်း MNDA နဲ့ DNL လေးတို့မှ16နှစ်မြောက်အရခတက်တော်နှစ်ပတ်လည်ထိမ့်မတ်နေ့ကို ပေးပို့တဲ့သွန်လွာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အရခတက်တော် AA ဖွဲ့စည်းတည်ထောင်လာခဲ့တာဟာဒီကနေ့ဧပြီလ10ရက်နေ့ဆိုရင်16နှစ်ပြည့်ပြီဖြစ်ပါတယ်။အမျိုးသားလူမျိုးရေးအတွက်ခက်ခဲကြမ်းတမ်းတဲ့တော်လှန်ရေးခီးရှည်ကြီးမှာရခိုင်လူမျိုးတို့အတွက် အရခအိမ်မက်ကိုမယမနာကျိုးပန်းအကောင်ထဲပေါ်ကြတဲ့အရခအာဇာနည်ရဲဘော်များတပ်ဖွဲ့ဝင်များနဲ့နီလန်ပေါင်းစုံပေးဆက်ပါဝင်ကြတဲ့ရခိုင်လူမျိုးအလုံးကို အထူးလေးစားဂုဏ်ယူရကြောင်းအရခတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဟာရခိုင်သားတို့ရဲ့လက်ထဲကိုမကြမိချိန်မှာမုတ်ချမသွေရောက်ရှိတော့မှာဖြစ်တယ်လို့လည်း MNDA နဲ့တရားနာလေးတို့ပေးပို့တဲ့သတင်းလွှာထဲမှာပြောကြားထားတာကို တွေ့ရပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့မှကမကဋ္ဌပြုပြီး အခြားမဟာမိတ်တပ်ဖွဲ့များနေဦးတော်လှန်ရေးအင်အားစုများနဲ့အတူအကောင့်ထဲပေါ်လိုက်တဲ့1027စစ်စင်ရေးဟာမြမပြည်လက်နက်ကင် တော်လှန်ရေးရဲ့အာဏာရှင်တိုက်ဖြတ်ရေးအတွက်အကောင်းဆုံးအစပြုစစ်စင်ရေးဖြစ်လာခဲ့ပြီးတော်လှန်ပြည်သူများအားလုံးရဲ့ထောက်ခံမှုနဲ့အတူတော်လှန်ရေးပန်းနိုင်ကို ရောက်လန်းနိုင်မဲ့ခြေလှမ်းများဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ထပ်မံပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ KNU ကရင်မျိုးသားအစည်းအရုံး ကော်တူးလေအုတ်ချုပ်နယ်မြေမူထရော်ခရိုင်လူတော်မြို့နယ်လေမူပလောကျေးရွာအုပ်စုဘလဲော်ကျေးရွာနဲ့ထီသဲကီူကျေးရွာအတွင်းကိုဧပြီလ10ရက်နေ့ညနေ9:24မိနစ်မှာစစ်ကောင်စီတပ်က လေကြောင်းမှဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ GNU ဗဟိုမှသတင်းထုတ်ပြန်ပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်လေဝကျေးရွာမှာအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့ရကာ ထိတဲ့ကီဦးကျေးရွာမှာနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ရဲ့လေတပ်ကလေကြောင်းတိုက်ခိုက်မှုကိုလူသောမြို့နယ်လေမူဘလော့အုပ်စုရှိကျေးရွာတွေကိုပြုလုပ်ခဲ့တာကြောင့်ဒေသခံများအနေနဲ့ကြောက်ရွံ့စွာနေထိုင်နေရတယ်လို့ဖော်ပြထားပါဗျ။စစ်တပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ပြုလုပ်နေပြီးပြည်သူများပြားထိခိုက်ဒေဆုံးတွေကပြည်သူပိုင်အဆောက်အုံတွေလည်းပျက်စီးဆုံးရှုံးနေရပါဗျ။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ငလင်ဘေးတင်နေတဲ့မန္တလေးမြို့ပြည်ကြီးတခုမြို့နယ်ဇာခွဲရက်ွက်ရှိစက်မှုဆောင်တစ်ဖက်မှာစစ်တပ်ကပျက်စီးအဆောက်အုံတွေကိုချက်ချင်းဖြိုချနေပြီးအဆောက်အုံတွင်ကပစ္စည်းတွေကိုထောက်ယူချင်မပေးဘူးလို့ဒေသခံများက AAMIG ကိုသတင်းပေးပို့လာပါတယ်။ဖြိုမယ်ဆိုပြီးအိမ်ထဲကပစ္စည်းတွေထောက်ယူဖို့အချိန်မပေးဘဲချက်ချင်းဖြိုချတာမန္တလေးမြို့ပေါ်မှာတော့အရှင်ခွင့်ပြုချက်ပေးမှဖြိုတာလို့ဒေသခံတအူးကပြောပါတယ်။ ဖြိုချမှုတွေကိုစစ်တပ်ကလုံခြုံရေးယူထားပြီးလှုပ်ဆောင်နေတာဖြစ်ကြောင်းလည်းသိရပါတယ်။စစ်မှုတစ်ဘက်မှာအရဲဝတ်နဲ့တနက်ရှည်ကင်ထားတဲ့လူငယ်တွေကိုလမ်းမှာကင်းချထားပြီးအဆောက်အဦတွေကိုဖြိုတာလုံခြုံရေးတွေခလန်းလန်းအထိကိုချထားတာလို့ဒေသခံတဦးကဆက်ပြောပါတယ်။စစ်တပ်အနေနဲ့ပြည်သူတွေရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုမငဲ့ကွက်ပဲနယ်မြေရှင်းလင်းရေးတွေကိုပီပီအော်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်ရှင်။